မင်္ဂလာပါရှင် AMG မှဒီကနေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့နန့်ဂေးဖောင်ပွားပါယနေ့တင်ဆက်မဲ့သတင်းတွေကတော့ငလျင်ကြောင့်ဘုံအိုးရွာတွင် လူပေါင်း150ကျော် သေဆုံးခဲ့တဲ့သတင်းငလျင်ကြောင့်သေဆုံးသူ2395ဦးရှိလာပြီး ရှစ်တန်းကျော်မှာဘေးကြုံတွေ့နေဟု NUG ထုတ်ပြန်တဲ့သတင်းငလျင်ကြောင့်အိုးဘိုထောင်တွင်အကျဉ်းသား12ဦးသေဆုံး စစ်တပ်ကသတင်းအမှောင်ချထားတဲ့သတင်းငလင်ဘေးတင်စကိုင်းမျိုးနဲ့မိုင်30အကွာကရွာကိုစစ်တပ်ကယမန်နေ့ညကဝင်ရောက်စီးနင်းရွာလုံးကျို့ထွက်ပြေးနေရတဲ့သတင်းမန္တလေးမြို့တွင်တေဆုံးသူ259ဦး၏ရုပ်လောင်းများကိုရှာဖွေနိုင်ခဲ့ပြီး403ဦးဟာအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့သတင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ မန္တလေးမြို့မရပူရမြို့နယ်အတွင်းကဘုံအိုးရွာမှာအင်အားဖြင့်ငလင်ကြောင့်လူပေါင်း150ကျော်သေဆုံးခဲ့တယ်လို့ဒေသခံတွေက AMIG ကိုပြောပါတယ်။ငလင်လှုပ်ပြီးတဲ့ကအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းများပြတ်တောက်သွားတာကြောင့်ဘုံအိုးရွာရဲ့အခြေအနေသတင်းဟာပျောက်နေခဲ့ပါတယ်။အပုံနဲ့တွေလည်းထွက်နေပြီးဖြစ်ကြောင်းနဲ့လက်ရှိချိန်ထိဒေတာရင်းပရဟိတတွေရဲ့ကူညီကယ်ဆယ်ရေးသာရှိနေပြီးပြိုကျပျက်စီးမှုတွေထဲမှာပြိမိနေတဲ့သူတွေရှိသေးကြောင်းသိရပါတယ်။ စစ်တပ်ရဲ့လက်အောက်ခံမိသက်တပ်ဖွဲ့တွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အစည်းတွေကတော့မန္တလေးမြို့ပေါ်ကပြိုကျပျက်စီးနေတဲ့နေရာတွေမှာသာ ရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပြီးစစ်တပ်ရဲ့ရေးပေါ်ကယ်ဆယ်ရေးတွေကိုယနေ့အချိန်ထိတိတိပပပမမြင်တွေ့ရသေးပါဘူးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလျင်ဘေးကြောင့်တေဆုံးသူဦးရေ2395ဦးရှိပြီးလူဦးရေ8000ကျော်ဘေးကြုံတွေ့နေရကြောင်း မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။တေဆုံးသူဦးရေ2395ဦးရှိပြီးငလင်ကြောင့်ဓာတ်ရိုက်ထိခိုက်ခံစားနေရတဲ့လူဦးရေစုစုပေါင်းဟာ85,6555ဦးခန့်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကတော့ ငလင်ကြောင့်2056ဦးသေဆုံးပြီး3900ဦးဒဏ်ရာရက300ဦးပျောက်ဆုံးနေကြောင်းစစ်ကောင်းဆောင်ကပါကစ္စတန်ဝန်ကြီးချုပ်နဲ့ဖုံးပြောရမှာပြောဆိုခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်အားပြင်းငလင်ကြောင့်စစ်တပ်ကသတင်းမှောင်ချထားတဲ့မန္တလေးမြို့အိုးဘိုထောင်မှာအကျဉ်းသား12ဦးသေဆုံးကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျာ အတီးပြုတ်ပြီးသည့်ရေအတွက်အိုးဘိုထောင်တွင်းရှိအမျိုးသားဆောင်အလုံယုံပြိုကျခဲ့၍အတီးပြုတ်ထားပြီးအမျိုးသားတဦးသေဆုံးခဲ့သည်တဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်အဆောင်များကြားတွင်ကာယံထားသည့်အုပ်ယိုးများပြိုကျမှုရှိခဲ့သည်ကြားအပြင်ငလင်ကြောင့်အမျိုးသမီးအဆောင်တင့်နှင့်အဆောင်နှင့်ပြိုကျပြီး အမျိုးသမီးအနည်းဆုံး2ဦးသေဆုံးမှုအတီးပြုတ်ထားကထိခိုက်ဒဏ်ရာရရှိသူ10ဦးခန့်ရှိခဲ့သည်လို့ PPNM ကသတင်းထုတ်ပြန်ထားပါသည်ကြားအပြင် အတည်ပြုထားနိုင်သူကြားမအရေးအတွက်စုစုပေါင်း၄ဦးရှိတယ်လို့သိရပါဗျ။ထမှန်အတည်ပြုနေစေတေဆုံးခဲ့သူ၈ဦးရဲ့အချက်လက်ပါဝင်တေဆုံးသူစုစုပေါင်း၁၂ဦးအထိငလျင်ကြောင့်တေဆုံးကြောင်း၁၂ဦးသိရှိထားမှုကိုပြည်သူနဲ့အိုးဘိုအချင်းထောင်တွင်အချင်းကြခံထားရတဲ့အချင်းသားအချင်းသူများရဲ့မိသားစုဝင်များကိုအတိပေးအပ်ပါတယ်လို့ PPNM ကဆိုပါတယ်စစ်ကောင်စီကငလျင်ဘေးကြောင့်တေဆုံးထိခိုက်အန္တရာယ်ရရှိရာတွေနဲ့ပတ်သက်ပြီး သတင်းများကိုအမှောင်ချထားကာအဘို့ထောင်နဲ့ပတ်သက်တဲ့မြည်သည့်သတင်းတစုံတရာမှထုတ်ပြန်တာမရှိကြောင်းတွေ့ရပါတယ်။စစ်ကောင်စီထုတ်ပြန်ထားတဲ့ငလင်ကြောင့်တေဆုံးထိခိုက်ဒဏ်ရာရရှိသူစီရင်မှာအကျဉ်းထောင်မှတေဆုံးထိခိုက်ဒဏ်ရာရရှိသူများထဲပေါင်းထားခြင်းရှိမရှိမေးခွန်းထုတ်ရန်လိုအပ်ကြောင်း PPNM ကဆိုပါတယ်။ထမှန်ပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စကိုင်းမြို့နယ်မိုင်30တာဝေးတဲ့မြင်းမှုမြို့နယ်ကအလာကပ်ပရွာကိုစစ်တပ်ကယမန်နေ့ညကဝင်ရောက်စီးနင်းပြီးအကြမ်းဖက်နေတာကြောင့်ပြည်သူလူထုထိခိုက်ခဲ့ကရွာလုံးကျို့ထွက်ပြေးနေရတယ်လို့ဒေသခံတွေက AAMIG ကိုသတင်းပေးပို့လာပါတယ်။အလာကပ်ပကြီးရွာတွေကိုတနက်တွေဖောက်ပြီးပတ်သွားနေတယ်။လက်နက်ငယ်ရမ်းပြစ်လို့ပြည်သူလူထုထိခိုက်ဒဏ်ရာရတယ်လို့မြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးက AAMIG ကို ပြောပါတယ်။စစ်တပ်ကအဆိုပါအလာကပ်ပရွာကို အကြောင်းမဲ့ညနေ9:00နာရီအချိန်ခန့်ကစပြီးလက်နက်ငယ်များနဲ့ပစ်ခတ်နေကညအထိဆက်လက်ပစ်ခတ်နေတာကြောင့်ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ငလင်ဘေးကြောင့်လူပေါင်းများစွာအသက်အိုးအိမ်ဆုံးရှုံးနေရချိန်မှာငလင်ဖြစ်ပြီး၄ရက်ကျော်တဲ့အထိကယ်ဆယ်ရေးကိုမလုပ်ဆောင်ပဲလေရင်နဲ့ဘုံကျဲတာဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင်အခုလိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေကိုသာနေ့စဉ်လုပ်ဆောင်နေတာပါ။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာငလျင်စတင်လှုပ်ခတ်ပြီးချိန်မှာစပြီးမတ်လ31ရက်နေ့ညအထိတေဆုံးသူ259ဦးရဲ့ရုပ်လောင်းများကိုရှာဖွေနိုင်ခဲ့က403ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့မြမမီတပ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မန္တလေးမြို့အတွင်းငလျင်လှုပ်ခတ်မှုကြောင့်အဆောင်ထိခိုက်ပျက်စီးမှုများကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တရုတ်ရုရှားအိန္ဒိယနိုင်ငံတို့မှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာမတ်လ31ရက်နေ့မှာအမျိုးသမီး5ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးသေဆုံးသူအမျိုးသား16ဦးအမျိုးသမီး17ဦးစုစုပေါင်း29ဦးရဲ့ရုပ်အလောင်းများကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ကတော့မတ်လ31ရက်နေ့ညပိုင်းထိငလျင်ဘေးဒဏ်ကြောင့်မြန်မာနိုင်ငံတွင်သေဆုံးသူ2056ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ3900နဲ့အထက်ရှိနေကပျောက်ဆုံးနေသူ290ဝန်းကျင်ရှိတယ်လို့ထုတ်ပြန်ထားပြီးမြေပြင်အခြေအနေနဲ့ကွာခြားမှုတွေရှိနေတာကိုတွေ့ရပါတယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။